နေစဉ်နဲ့အမြမြတ်စွာဘုရားညရဲ့ဥယံဆိုလို့ရှိရင်လေလောကကြီးကိုကြည့်တော်မူတယ်နာနဲ့မိုးတော့လေးရောက်တဲ့အချိန်မှာလောကကြီးကိုတစ်ချိန်ကြည့်တယ်တစ်ချိန်ကြည့်ပြီးတော့ဆုံးမရမယ်တရားဓမ္မပြသရမယ်ဆွဆုံးရမယ်ပုဂ္ဂိုလ်တွေ့လို့ရှိရင်ဘလောက်ပဲဝေးဝေးကိုပင်မမှုအလေးမထားပဲနဲ့ကြွရောက်ပြီးတရားဓမ္မကိုဟောပြောပေးလိရှိတယ်ပေါ့အဲ့လိုလောကသားတွေရဲ့အကျိုးမြတ်ဗုဒ္ဓ ကျွတ်ကျွတ်ပမှန်အားထုတ်လိုက်တာနားရတယ်လို့တိတ်ပြီးတော့မရှိဘူးနန်းနယ်ပိုင်းမှာလည်းပဲနန်းနယ်ပိုင်းအတွက်ရဟန်းတန်ဃာတွေဆုံးမရတယ်ဆွမ်းကန်ကြွတယ်ဆွမ်းကန်ကြွရင်လည်းတရားတော်မတွေတရားဟောတယ်မိဂုံတွေလာမေးရင်လည်းဖြေပေးတယ်ဆွမ်းစားပြီးတဲ့အချိန်မှာလည်းပဲထို့အတူပဲလာရောက်ပြီးတော့မေးမြန်းတဲ့ပုဂ္ဂိုလ်တွေမိဂုံတွေဖြေပေးလို့ရဟန်းတန်ဃာတွေဆုံးမဩဝါဒပေးလို့ ညာဥယံချိန်ရောက်တဲ့အခါမှာလဲညာဥယံချိန်အားလျော်စွာရဟန်းတန်ဃာတွေကိုဆုံးမဩဝါဒပေးလို့လာရောက်ကြတဲ့ပြိတ္တတွေတရားဓမ္မဟောလို့တကောင်းရန်ရောက်လို့လူတွေဟာအိတ်ဆက်နားနေကြပြီဆိုလို့ရှိရင်ကောင်းကင်ဘုံကဆင်းလာတဲ့နတ်တွေမြမာတွေကိုမြတ်စွာဘုရားတရားဟောရတယ်မိဂွန်းတွေဖြည့်ပေးရတယ်အဲ့လိုနေရင်ကနေညတကောင်းကျော်နှစ်နာရီလောက်ချိန်ပိုင်းလေး ပိုင်းလေးကြမှာမြတ်စွာဘုရားခိတ္တခဏကျင်းဆက်အနားယူပြီးနနဲ့မလင်းခင်မဲ့အယံကထားပြီးလောကကြီးကိုတခါကြည့်ရပြန်နေပေါ့အဲ့တော့ကဘာမှာအလုံးလုံးဆုံးပုဂ္ဂိုလ်သူ့ရဲ့ဒီနေ့စဉ်အလုံးအချိန်စရာကို ကြည့်လိုက်မယ်ဆိုရင်အမြဲတမ်းပြည့်နေတာမြတ်စွာဘုရားဟာအလုံးအလုံးလုံးတယ်လို့ဒီလိုပြောခဏိမြတ်စွာဘုရားကိုမိအောင်အလုံးလုံးနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူး အေးလူတွေကတော့ထင်ကြမယ်မြတ်စွာဘုရားအစွမ်းတကူရှိလို့တကူနဲ့လုံနေတယ်လို့ဒီလိုထင်ကြမှာမဟုတ်ဘူးလူသားတယောက်အနေနဲ့အလုံးလို့ရတဲ့အချိန်ကြီးဟာအမှန်တမ်းမှများတယ်ဒီလုံတာလောကသားတွေအတွက်မြတ်စွာဘုရားကြိုးပမ်းအထောက်အမှုပဲဖြစ်တယ်ပေါ့နားနေခြင်းမရှိဘူးကြိုးစားအထောက်တယ်နားရတဲ့အချိန်လေးဟာညတကောင်ကြော်ပြီးတဲ့အချိန်နှစ်နာရီလောက်ပဲအနားယူရတယ် ကြံတဲ့အချိန်ဒီအလုံးအလောလုံးနေတာဟာအေးတာဝတိပြည်ပဲကြွပြီးတော့ရသော်ဘုရားဟာတာဝတိပြည်မှာဝါဆိုခြင်းမပြုဘဲနဲ့ရာဇဂျိုဘက်ကိုပြန်ပြီးတော့ကြွလာတယ်ရာဇဂျိုမြို့မှာရသော်ဘုရားဒုတိယဝါလဲရာဇဂျိုမြို့မှာပဲဆိုတယ်တတိယဝါလဲရာဇဂျိုမြို့မှာပဲဆိုတယ်စတုထမြောက်ဝါလဲပဲရာဇဂျိုမြို့မှာပဲဆိုတယ်ဆိုတော့ ဖရာဖြစ်တယ်ရသော်ဖရာဖရာဖြစ်သူရောက်တာ35နှစ်မြောက်မှာဖြစ်တယ်ဖရာဖြစ်ပြီးတဲ့နောက်ပထမဝါကဣတိပတနာမှာဝါဆိုတယ်ဒုတိယဝါကရာဇဂျုံမှာဝါဆိုတယ်တတိယဝါလည်းရာဇဂျုံမှာဝါဆိုတယ်စတုထမှာလည်းပဲရာဇဂျုံမှာဝါဆိုတယ်ဆိုတော့ရသော်ဖရာရဲ့တက်တော်ဟာ36နှစ်လောက်ရောက်လာပြီပေါ့အဲ့ဒီအနေအထားမျိုးရောက်ပြီး တရားတွေကိုဆုံးမဩဝါဒပေးလို့တရားတော်တွေလှိလိဟောပြောခြင်းဖြင့်ရပ္ပုဒ္ဒဟာလောကသားတို့အတွက်ကြိုးပမ်းအထောက်တော်မူခဲ့တယ်ဆိုတာကို သိရှိကြီးညိုကြပြီးတရားချက်ခင် သူတော်စင်ပြိတ္တပေါင်းတို့ရပ္ပုဒ္ဒဤကြီးညိုပွဲရာအကြောင်းအရာများကိုမှတ်သားနိုင်ယူကြပြီးတဲ့အခါမှာဘုရားနုဒတိဘာဝနာဖြင့်ရပ္ပုဒ္ဒကိုအတူယူအားကျလို့အလုတ်ကြိုးစားအများ ကောင်းကျိုးအတွက်ဆောင်ရွက်ခဲ့တယ်လို့တို့လည်းတတ်နိုင်သမျှအများကောင်းကျိုးဆောင်ရွက်ကြမယ်လို့ကိုစီကိုစီစိတ်ထားပြီးကြိုးစားအထုံနိုင်ကြပါစေကုန်သတည်းသာသာသာ